အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Mr. Gan ပါဒီနေ့မှာတော့ကျွန်တော်က Roblox ထဲက Fuwe Brainrot ဆိုတဲ့ဂိမ်းကိုဆော့ပြသွားမှာဖြစ်ပါတယ်ဒီဂိမ်းကတော့ကျွန်တော်ထင်တာကတော့ Brainrot တွေကိုကျွန်တော်ကကျိုးနဲ့ဆွဲပြီးတော့တွားရမယ်လို့ထင်တယ်ပေါ့နော် Okay ဆော့ကြည့်အောင်ကဲကျွန်တော်ဂိမ်းနဲ့တော့ရောက်ပါပြီအာဒီမှာကျွန်တော်တို့ဒီကနေပြီးတော့တွားရမှာအော်ဟုတ်တယ်ဒီမှာအေးခဏနေပါဦးငါ brain rot အကောင်တွေကိုကျိုးနဲ့ဆွဲပြီးတော့တွားရမယ်လို့ထင်နေတာမင်းကကြောက်တုံးကြီးပေါ်မှာ brain rot လိုမျိုးကြီးကပ်ပေးထားအဲ့ဒါကြီးကတိတ်ပြီးတော့အဆင်မပြေဘူးရောင်ရှေ့ကြီးဟာ โอเคကျောက်ဒီကျောက်တုံးကြီးမှာ brain rot ကတ်ထားတဲ့ဟာကြီးကိုဆွဲပြီးတော့ပန်းနိုင်အောင်သွားအောင်ပါဗောနော်အာလောလောဆယ်ကတော့ကျွန်တော်သွားဖို့အဆင်မပြေဘူးဗျာသူကပန်းနိုင်ရ 2k အထိဆိုတော့ကျွန်တော်ကအခုတော်တော်လေးကိုနှေးနေရယ်ဗောနော်အာအဲ့တော့ဒီကျောက်တုံးကြီးကိုဆွဲဖို့ကမဖြစ်နိုင်ဘူးဗျာဒီလားအဲ့တော့ကျွန်တော်အရင်ဆုံး train ပေးရမယ်ဒီမှာ train ရမှာဗောနော်ဟွန်းဟုတ်တယ်ဒီမှာ train ပေးရမှာဒီမှာ train လို့ရှိရင်ကျွန်တော်တို့ speed တက်တယ်ဗျာဒီမှာဖနက်ပုံစံလေးနဲ့ဒါက speed လို့ပြောလို့ရတယ် အာကျွန်တော်တို့ဒီမှာ train ပြီးလို့ရှိရင်ဒီဖနက်ပုံစံနဲ့ဟာလေး plus 1တက်တယ်ဗောနော်ဒီ speed တက်တယ်ဗောဗျာ speed က plus 1တက်တယ် okay ကျွန်တော်တို့ speed ကိုအရင်ဆုံး train ပြရမယ်ဗျာဒီလား okay ခုကတော့ကျွန်တော် stamina ကို train နေရပဲဖြစ်ပါတယ်ဒီကောင်ကတော့ speed လိုမျိုးပဲဗျာဒါပေမဲ့ဒီကောင်ကကျတော့တက်လုံဗောနော်ဒီအမောခံနိုင်မှုအတွက်ကျွန်တော်တို့အာလိုအပ်တယ်ဗျာ okay ဒီကောင်ကကျတော့ပြေးပြီးတော့လေ့ကျင့်ရတာဗောနော် ဒီမှာကျွန်တော်ရဲ့ fan တွေလည်းပါတယ်အာသူတို့တွေလည်းအဲ့လိုမျိုးကျွန်တော်တို့ရဲ့ဆွဲဖို့အတွက်လေ့ကျင့်နေရပါတော့ okay uh dia stamina တက်တယ်ဗျာဒီအလေအဟာ plus 5တောင်တက်တယ်เนาะကျွန်တော်ခုနတုန်းကဒီဘက်မှာ C နေတဲ့ဟာဟိုဟာလေးကျင့်နေတဲ့ဟာ plus 1ပဲတက်တယ်ဗျာဒီဟာပို့ပြီးတော့တက်တယ် okay အခုကတော့ကျွန်တော်ဒီမှာ stamina ရောဒီ speed ရော300ကျော်ပါပြီအဲ့တော့ကျွန်တော်တို့ထပ်ပြီးတော့ try ကြည့်မယ် okay ဒီတစ်ခါကတော့နည်းနည်းဒီမှာဆွဲနိုင်နေပြီလို့ပြောလို့ရတယ် အဲ့ရနောက်မှနီကိုဆန်ပိုင်းလဲပါတယ်โอเคနီကိုဆန်ပိုင်းလဲဒီမှာကျွန်တော်လိုပဲထရာလေးတို့ဒီဟွာကြီးကတ်ထားတယ်ကြောက်တုံးကြီးကိုဆွဲနေတာဗောနော်โอเคကျွန်တော်တို့ဒီဟာကြီးကိုဆွဲပြီးတော့ဒီမှာ 2k ဗောနော်အောက်မှာပြထားတယ် 2k ကိုရောက်တဲ့ဒီသွားရမှာဗျာအဲ့ရတိတ်ပြီးတော့အဆင်မပြေဘူးပါနည်းနည်းနှေးနေတယ်လို့ပဲเนาะအာကျွန်တော်ရဲ့ဒီစတာမီနာတို့စပီးတို့ကနည်းနေတယ်လို့ ਨੇ ထင်တယ်ကျွန်တော်သွားရတာဗျာတော်တော်လေးကိုနှေးတယ်အဲ့ရရဘလို့ကြီးတော့ရောက်ဩပြုတ်ကြပါကြီးဒီကောင်ကြီးကမြန်လာကြီးလားအေးဗောအမြန်သွားမှတော့မင်းပြုတ်ကြယူဗောကိုလူရဲ့ ကျွန်တော်ဒီမှာဒါကတော့ဒီ reward လေးတွေယူပေးတာပေါ့နော်ကျွန်တော်ဟိုဒီပေးထားတဲ့ဟာတွေဒီကောင်တွေကမြန်လာ ਈ လားကွာဒီကောင်တွေကတော်တော်ကြီးကိုမြန်တယ်ဘယ်လိုတော့မှလောက်ထားလည်းမသိဘူးပေါ့နော်တော်တော်မြန်တယ်ကျွန်တော်ကတော့တော်တော်ကြီးကိုနှေးနေရဗျာအဆင်မပြေသေးဘူးအဲ့တော့ကျွန်တော်ထပ်ပြီးတော့ train မှရမယ်ပေါ့နော်ဒီပုံစံနဲ့ကတော့တိတ်ပြီးတော့အဆင်ပြေမှာမဟုတ်ဘူး okay ဒီမှာကျွန်တော်လိုက်ပြီးတော့ကြည့်ကြည့်တာတော့ train mode ကဒီမှာဒါလေးရှိရယ်အဲဒါက plus 10တက်တယ်ပေါ့နော် plus 10ဆိုတော့အာသူ့အနေနဲ့သူတော့မစိုးပါဘူး okay ကိုလို့အခုကတော့ကျွန်တော် stamina ပြောင်းပြီးတော့ train နေရမှာဖြစ်ပါတယ်ကျွန်တော်စီမှာဒီ speed က2000တောင်ကျော်သွားပြီဗျာ brother တို့တွေ့မယ်လို့ထင်တယ်အာကျွန်တော် stamina က1000ကျော်ပဲရှိသေးရဆိုတော့ stamina ပြန်ပြီးတော့ train ပေးနေရပါဘောနော် speed တစ်ခုရဲ့နဲ့လည်းသူကလုံးလို့မရဘူးဗျာ stamina ကလည်းကျွန်တော်လို့တယ်ဘာလို့လဲဆိုတော့တက်လုံကောင်းမှာဒီဟာကိုကျွန်တော်အကြာကြီးဒီကြောက်တော့ကိုဆွဲနိုင်မှာဗျာ okay ခုကတော့ကျွန်တော်ဆောင်းအပ်တက်လုံကောင်းသွားပြီဘာလို့လဲဆိုတော့ stamina ရောဒီမှာ speed ရော2000ကျော်သွားပြီဆိုတော့ကျွန်တော်ဆွဲလို့ရပြီ okay ဆွဲကြည့်ကြမယ် အဲဒီမှာကျွန်တော် AC ဆွဲလို့ရပြီဒီမှာ speed ကိုလည်း तू ကတိုးလို့ရတယ်ဗျာတိလာကိုအေးပြုတ်ကြတော့မယ်ပြုတ်ကြတော့မယ်တော်သေးရပြုတ်ကြတော့မလို့ခေဒီမှာ speed ကိုလည်း तू ကတိုးတိုးလို့ရတယ်ဗောနော speed တိုးလိုက်ရင်တော့ကျွန်တော်နည်းနည်းတော့အန်ရင်များတယ်ဗျာတိရမလားဘာလို့လဲဆိုခုနကလိုမျိုးလို့သူများတွေပြုတ်ကြတယ်လို့မျိုးကျွန်တော်ပြုတ်ကြသွားနိုင်တယ်ဗောနော okay ခုကတော့ခုနကတက်ဆိုင်တော်တော်လေးအဆင်ပြေသွားပါပြီဘာလို့လဲဆိုကျွန်တော် stamina ရော speed ရောတက်နေပြီဆိုတော့ဒီမှာတွားရတာနည်းနည်းမြန်သွားပြီဗျာအစတော့ဆိုရင်ကျွန်တော်တွားရတာတော်တော်လေးကိုကြားတယ်။အိုးဟိုမှာပန်းတိုင်ကိုလှမ်းပြီးတော့မြင်နေရပြီပေါ့နော်။ ဟုတ်တယ်ဟိုမှာပန်းတိုင်းကိုကျွန်တော်လှမ်းပြီးတော့မြင်နေရပြီအာဒီမှာပန်းတိုင်းကိုရောက်တော့မယ်โอเคโอเคတော့ရတာတော့တော်တော်လေးကိုအဆင်ပြေသွားပြီဗျာကြာအနောက်မှာနီကိုဆန်ပိုင်းလေးပါလာတယ်ရောက်နီကိုဆန်ပိုင်းကလည်းအမြန်လိုက်တာနော်โอเคဒီမှာပန်းတိုင်းကိုတော့ရောက်ပြီ good job လေကိုလူတို့ရေကျုပ်ဒီအတုံးကြီးကိုဘာလို့ရမှာလဲမသိဘူးဒါကတော့ကျွန်တော်နောက်ထပ် base တစ်ခုကိုရောက်လာပါဘောနော်ဒီမှာကျွန်တော်တို့ဘာလို့လို့ရရလဲဒါဘာကြီးတော့ဩယောဩဒါကျွန်တော်တို့ဆွဲလာတဲ့အတုံးကြီးကို lava ရဲကိုထည့်ပြီးတော့ရေချိုလိုက်တာဗောနော် ဩဒီမှာ diamond ထွက်လာတယ် okay ခုနအတုံးကြီးကိုကျွန်တော်တို့အရေးကြိုလိုက်တာတော့ဒီမှာ diamond ကြီးထွက်လာတယ်ဗောနော်ဒီ diamond ကဘယ်မှာတောင်းရမှာလဲမသိဘူးဗျာဩဒီမှာဒီမှာဩဒီမှာ okay ဒီမှာကျွန်တော် acquire လောက်လိုက်ပြီဘာဖြစ်သွားမလဲမသိဘူးဩဒီမှာ diamond ကြီးဗောနော်ဒီ diamond ဆိုပြီးတော့ကျွန်တော်ရေခေါင်းပေါ်မှာပေါ်လာတယ်ဗျာတိတာကျွန်တော်ထင်တာကတော့ဒါ level တက်သွားတဲ့ပုံစံမျိုးလိုပဲထင်တယ် okay ကိုလူတို့အခုကတော့ကျွန်တော်ဒီမှာ base ကိုပြန်ရောက်နေပြီပဲဖြစ်ပါတယ်ကျွန်တော်နောက်ထပ်ဆွဲရမယ့်ကောင်က 3P trophy လားဟောမဟုတ်ဒီကောင်ဒီကောင် okay ဒီကောင်ကိုဆွဲရမှာပေါ့နော်ဒါကကျွန်တော်တို့နောက်ထပ်ထပ်ပြီးတော့ဆွဲရမယ့်အကောင်ဗျာအာပြီးတော့ဒါကကျတော့အာဒီမှာဒီမှာကျွန်တော်ပြမယ်ဒါကကျွန်တော်ပထမဆုံးဆွဲရတာဒါကကျတော့ဒါနောက်ထပ်ဆွဲရမယ့်အကောင်ဒါကကျတော့နောက်နောက်ထပ်9ဝိုင်းဆွဲရမယ့်အကောင်ပေါ့နော် 3P trophy ဒါပါလေဟောဒါက ballerina cappuccina တွေရောပုံလဲမပုံဘူးရောင်ကြောက်တုံးကြီးဖြစ်နေတယ် အဲဒါကတော့ထွန်းထွန်းထွန်းဆက်ဟူပေါ့နော်ဒါကတော့နောက်ဆုံးထင်တယ်အာဟုတ်တယ်ဒါကရူဘန်နဲ့ဆိုတော့ထွန်းထွန်းထွန်းဆက်ဟူကတော့နောက်ဆုံးပေါ့နော်ဒီထွန်းထွန်းထွန်းဆက်ဟူကိုဆွဲနိုင်လို့ရှိရင်ကျွန်တော်တို့ကြမ်းသွားရည်လို့ပြောလို့ရတယ်ဗျာโอเคကျွန်တော် train ရမယ်ကဲကျွန်တော်တို့ဒီမှာဒါကတော့နောက်ထပ်တစ်ကောင်ကိုထပ်ပြီးတော့ဆွဲနေရပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်ပန်းနိုင်တာတော့ရောက်သွားပြီပေါ့နော်โอเคအဲဒီကောင်ကိုကျွန်တော်တို့ပြီးရင်အေးချိုးရမယ်ဗျာဒီလားဆွဲလာတဲ့ကောင်ကိုကျွန်တော်တို့အေးချိုးရမယ် โอเคဒီမှာအရေးကြိုးလိုက်မယ်ဘာရမလဲမသိခုနကတော့ကတော့ကျွန်တော်ဒိုင်းမိုးရတယ်ဗောနော်ဒီကောင်ကတော့ဘာရမလဲမသိဩဒီကောင်ကကျတော့ရွှေကွာဒီကောင်ကကျတော့ဂိုးဖြစ်သွားပြီဗောနော်စိုးတော့မစိုးပါဘူးဂိုးကလေဂိုးကဒါဘာလဲကွာဂိုးကဒိုင်းမိုးထက်တော့ပိုပြီးတော့မြင့်နေရလားမသိဘူးဒီထဲမှာအဲ့ဒါကြီးကတော့လည်းတိတ်မမှန်ဘူးပြောင်းမြန်ကြီးဖြစ်နေတယ်โอเคဘာဖြစ်ကျွန်တော်တို့အာ base ကိုပြန်သွားမယ်ပြန်သွားပြီးတော့ကျွန်တော်တို့အာနောက်ထပ်တစ်ကောင်ထပ်ပြီးတော့ဆွဲရမှာ 3B trophy နဲ့ထင်တယ် ဟုတ်တယ် 3B trophy ကိုကျွန်တော်ထပ်ပြီးတော့ဆွဲရမှာပေါ့နော်ဒီကောက်ကိုမဆွဲခင်မှာကျွန်တော်နည်းနည်းတော့ train ပြီးမှရမယ်ဗျာတိလားဒါနဲ့ brother တို့က B shot ကိုတိကြလား ဘီရှော့မှာဆိုလို့ရှိရင် robot တွေ block through gate bus တွေပမာဏန်အနေနဲ့ grow ရ garden တွေရပတ်တွေအပြင်အခြား roblox နဲ့ပတ်သက်တဲ့ပစ္စည်းတွေကိုဝယ်ယူလို့ရမှာပဲဖြစ်ပါတယ်။ဈေးသက်သာမြန်ဆန်ပြီးတော့စိတ်ချရတယ်။ robot ဝယ်ရင်လည်း group joiner ပြီးတော့၃ရက်ပဲစောင့်အောင်မှာဖြစ်ပါတယ်။ review တွေလည်းကောင်းပြီးတော့ဒီ grow ရ garden တွေရပတ်စံတွေအပြင် new pet butterfly နဲ့ disco bee တွေကိုပါဝယ်ယူလို့ရမှာပဲဖြစ်ပါတယ်။အားကြောင့်မို့ကျွန်တော်ကဒီ bee shop ရဲ့ facebook page နဲ့ telegram link ကိုလည်း description နဲ့ comment မှာထည့်ပေးထားပါတယ်။ပြောချင်တာကတော့ဒါပါပဲ။ okay ကိုလို့ကျွန်တော်တို့ဆက်ပြီးတော့ try ရမယ်အာဒီတစ်ခါကတော့ကျွန်တော်တို့နောက်ထပ်နေရာတစ်ခုကိုတော့ရောက်လာပြီပေါ့နော်အာဒီနေရာမှာဆိုလို့ရှိရင်ဒီမှာ lava တွေပြားတည်လာကျွန်တော်အခုကတော့ 3p trophy ကိုဆွဲနေတာပေါ့နော်ဒီနောက်မှာလာပါရေတော့များတယ်ဗျာဒီကဒီနေရာကြီးကပြောရမယ်ဆိုလို့ရှိရင်ခုနကကျွန်တော်ပထမတော့ဆော့ရနေရတယ်ဘာမှမမတူဘောเนาะအာဒါနဲ့ကိုလူလူသတိထားမိတာရှိလားတော့မသိဘူးကျွန်တော်ဒီမှာစပီယာ1000တောင်ကျော်သွားပြီဗောနော်စတာမီနာကတော့ကျွန်တော်2000ကျော်ပဲရှိသေးရဗျာ okay ကိုတို့ကျွန်တော်တို့မှာပန်းနိုင်လို့ရောက်တော့မယ်အာကျွန်တော် speed က1000ကျော်နေပြီဆိုတော့ဗျာတော်တော်သေးတော့မြန်နေအရင်အထက်ဆိုင်ဒါပေမဲ့ကျွန်တော်အမြန်အောင်တိတ်ပြီးတော့မတုံးရဲဘူးပေါ့နော်ဘာလို့လဲဆိုတော့အဲ့လိုမျိုးပြုတ်ကြရပါဖြစ်မှာဆိုလို့ဗျာ okay ကိုလို့တို့ကျွန်တော်အရှိမပန်းနိုင်လို့မြင်နေရပြီ okay good job ကျွန်တော် DIY ကိုအရေးကြိုးရမယ်ပေါ့နော်ဒီခုရလာတဲ့ဒီ 3B trophy ကိုကျွန်တော်အရေးကြိုးလိုက်မယ်အရေးကြိုးလိုက်ရင်ဘာရမလဲဆိုတော့ကြည့်လိုက်ရအောင် okay ကဲဘာထွက်လာမလဲကြည့်ရမယ်။အော်ယောင်ဘာလဲဒါရွှေချောင်းလားရွှေမဟုတ်နဲ့ထင်တယ်ကြေးလားမသိဘူး။ဟုတ်တယ်ဒါကြေးနဲ့ထင်တယ်ကွာတိတာရွှေတော့မဟုတ်လောက်ဘာလဲဆိုအယောင်ကွာနည်းနည်းကြားတယ်ဆိုတော့လေ။ Okay စိုးတော့မစိုးပါဘူးကြေးရပါလေကြေးရရွှေထက်တော့မှတန်မိုးကြီးနေရလားမင်းတို့ကမဟုတ်မဟုတ်တော့ဘူးသိရမလားခုနကလည်း diamond ထက်ခိုးကပို့ပြီးတော့တန်မိုးကြီးနေတယ်ကေအဒါကတော့ကျွန်တော်ရဲ့ဒီမူရင်း base ကိုပြန်ပြီးတော့ရောက်လာတာပေါ့နော်ဒီမှာကျွန်တော်တို့ထပ်ပြီးတော့ train ပေးရမယ်ဗျာတိလား ကျွန်တော် TRP Trophy ကိုဆွဲပြီးွားရည်ဆိုတော့ဒီမှာဟိုကပါလေ Bellerina Cappuccino ကိုဆွဲလို့ရပြီနဲ့တင်တယ်။ Okay ကျွန်တော် Bellerina Cappuccino ကိုမဆွဲခင်မှာ TRP Trophy ကိုထပ်ပြီးတော့ဆွဲလိုက်မယ်ဗျာ။ Okay ကျွန်တော်ဘာလို့ထပ်ပြီးတော့ဆွဲတာလဲဆိုတော့ဒီကောင်းအရေးကြိုပြီးတော့အာကျွန်တော်တခုခုထပ်ပြီးတော့ရအောင်လို့ပေါ့နော်။ Okay ကျွန်တော်ဘာရမလဲဆိုတော့ကြည့်လိုက်အောင်။ Okay ရောက်ဒီတကားကျတော့ပါလေ Diamond တော့မဟုတ်ဘူးပါဘာလဲမသိဘူး။အော်ရောက် Ruby တဲ့ Ruby ဆိုတော့ဒါပဒံများပေါ့နော်။ ဒါကတော့နည်းနည်းတန်မိုးကြီးွားရွာသေးလားပဒံများဆိုတော့ okay ကျောဦးတို့မှာပဒံများတလုံးတော့ရတယ်ပေါ့နော် 3B trophy ကိုအရေးကြိုလိုက်တာဗျာ okay ခုကတော့ကျွန်တော်တို့ ballerina cappuccino ကိုဆွဲလို့ရပြီဖြစ်ပါတယ်အဲဘာလဲဆိုတော့ကျွန်တော်တို့နည်းနည်းကြမ်းသွားပြီဆိုတော့ဗျာ okay ballerina cappuccino ကတော့ပုံတော်မှမပေါ်ဘူးပေါ့နော်လုံးဝဖြူရောင်ကြောက်တုံးကြီးဖြစ်နေရဗျာအဲ့ဒါကြီးကတော့တိတ်ပြီးတော့အဆင်မပြေဘူး okay ဒီမှာကျွန်တော်ရဲ့ fan လည်းပါတယ်အနောက်မှာ ဟိုကေကျောဘယ်လာရီနာကပူချီနာကိုစပြီးတော့ဆွဲနေပြီဖြစ်ပါတယ်အဲ့ဒီကောင်ကကြောက်တုံးကြီးဆိုတော့နည်းနည်းရုပ်ပေါက်တယ်ကွာဒါဗျောင်ကြီးဖြစ်နေတယ်အာကျွန်တော်စီမှာပဲဒီ line မကောင်းလို့ error တက်နေရတာဒို့မဟုတ်တခြားလူတွေရောအဲ့လိုမျိုးကြောက်တုံးကြီးလို့ပဲပေါ်နေရလားဆိုတာကိုစော်ဘူးတဲ့လူရှိရင်လည်း comment မှာမှန်ပေးသွားလို့ရပါတယ်။ Okay ကျောဒီမှာပန်းနိုင်လို့ရောက်တော့မယ်ဒီမှာကျွန်တော်ကျွန်တော်တော်တော်လေးကိုမြန်နေပြီဗျဒီတာ speed တင်ပြီးတော့ကျွန်တော်ပြေးနေတာဗျ။အာဒါပေမဲ့နည်းနည်းတော့အန်ဒီများတာပေါ့နော်အခက်မသိရင်ကျွန်တော်ပြုတ်ကြနိုင်တယ်။ okay ဒီကောင်းကိုကျွန်တော်တို့အရေးကြိုလိုက်မယ်ဘာရမလဲမသိဘူး okay အော်ရဒီကောင်းကလည်းကြေးပဲနဲ့ထင်တယ်ရောင်ကြေးပဲရနဲ့ထင်တယ်ဟုတ်တယ်ကြေးပဲထပ်ပြီးတော့ရလိုက်တာဗောနော်အေးပါကွာကျေးဇူးတင်ပါတယ်ဘာဖြစ်ကြေးရလဲဒီထဲမှာကြာတော့ကောင်းနေတော့အေးပေါ့ကြေးပဲပေးမှာပေါ့အဆင်ပြေပါတယ် okay ကျောက်ဒါတော့ဘယ်လာရီနာကပူချီနိုကိုနောက်တစ်ခေါက်ထပ်ပြီးတော့ဆွဲတာပဲဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ထွန်းထွန်းဆက်ဟူးကိုဆွဲလို့ရပြီဗောနော် โอเคဒီကောင်အရေးကြိုးလိုက်မယ်။ကဲဒီတကောင်ကြေးထက်ပြီးတော့ပေးအောင်လားမသိဘူး။အော်ရဒီတကောင်ကြတော့ဗရန်များထက်ပြီးတော့ပေးတယ်။ဗရန်များပေးရတယ်ဆိုတော့အဲကြေးရပိုကောင်းတာလားဗရန်များပိုကောင်းတာလားအဲ့ဒါလည်းကျွန်တော်မသိဘူးပြောခဲ့ကြအောင်။โอเคကျွန်တော်အာစကန်ကိုပြန်သွားမယ်ပြီးတော့ထွန်းထွန်းထွန်းဆက်ဟူကျွန်တော်ဆွဲလို့ရပြီပေါ့နော်။โอเคဒီမှာအခုဆိုရင်တော့ထွန်းထွန်းထွန်းဆက်ဟူကိုဆွဲလို့ရပြီဖြစ်ပါတယ်ဒါ final boss ပေါ့နော်။โอเคဒီကောင်ကိုကျွန်တော်တို့ဆွဲကြမယ်။ဒီကောင်ကြီးကတော့နည်းနည်းခက်လောက်မယ်လို့ထင်တယ်ဗျာသိလား။โอเค ကဲကျွန်တော်ဆွဲကြည့်ကြမယ် speed တင်ပြီးတော့ဆွဲမယ်ဗျာဒီဒါ speed တင်ပြီးတော့ဆွဲနည်းနည်းပို့ပြီးတော့မြန်နေဗျာ okay နည်းနည်းတော့ထိန်းရတယ်ကွာနည်းနည်းတော့ထိန်းချုပ်ရတယ်ဗောနော် speed တင်ပြီးတော့ဆွဲတာကြီးအတိတ်တော့မလွယ်ဘူးနည်းနည်းထိန်းရတယ်ဗျာဒီဒါအခက်မသိရင်တော့ကျွန်တော်တို့ပြုတ်ကြအောင်နိုင်နေအဲ့တပောက်တော့ရှိတယ် okay ရောက်တော့မရောက်တော့မတော်တော်မြန်နေကွာဒီဒါဒီမှာ 2k ကိုခဏလေးပဲရောက်သွားခဏလေးနဲ့ရောက်သွားတာ okay ကဲကိုလိုနောက်ဆုံးတော့ကျွန်တော်တို့ထုံထုံထုံဆက်ဟူကြီးကိုဆွဲနိုင်သွားပြီဖြစ်ပါတယ်ဒီကောင်ကြီးကိုကျွန်တော်တို့အရေးကြိုးကြည့်ကြမယ်ပေါ့နော်ဘာရမလဲမသိဘူး okay ကြေးလားမသိဘူးဟုတ်တယ်ထင်းတဲ့အတိုင်းပဲရောက်ကြေးပဲရတယ် okay ကိုလိုအာဒီနေ့ကျွန်တော်စောပြသွားတဲ့ game လေးကတော့ဒီ Roblox တဲ့ကဖူးဝေ Brain Rot ဆိုတဲ့ game လေးပဲဖြစ်ပါတယ်ကျွန်တော်တို့ကျွန်တော်ကတော့ဒီ Brain Rot အကောင့်အစ်စ်တီကိုဆွဲရမယ်ထင်ပြီးတော့စော့တာပေါ့နော်အမှန်တော့ အာဒါပေမဲ့အဲ့လိုတော့မဟုတ်ဘူးဗျာတိတာကြောက်တုံးတွေကိုဆွဲရတာဆိုတော့တိတ်ပြီးတော့အဆင်မပြေပါဘူးဒါပေမဲ့ဘရာသားတို့ကြိုက်တယ်ဆိုရင်တော့ဆော့ကြည့်လို့ရပါတယ်အာဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ